ဒီနေ့တော့ Korote Obra Sa ခန်းကြီး7ဖြစ်ပါတယ်။ Korote Obra Sa အခန်းကြီး7အငယ်7မှ1ဘုရားသခင်ဤအလိုတော်အားဖြင့်ယေရှုခရစ်ဤတမန်တော်ဖြစ်သောငါပေါလုနှင့်ငါညီတိမောသေသည် Korote မြို့၌နေသောတန်ရှင်းသူတည်းဟုသော ခရစ်တော်ကိုယုံကြည်သောညီအကိုတို့ကိုကြားလိုက်ပါ၏။သခင်ယေရှုခရစ်နှင့် ငါတို့အဖသည်ဟူသောဖျားသခင်ထံတော်ကကြီးစုတော်နှင့်ညီတဲ့ချင်းသည်တင်တို့၌ရှိပါစေသောအငယ်သုံးမှရှစ်တင်တို့သည်ယေရှုခရစ်ကိုယုံကြည်၍တန်ရှင်းသူအပေါင်းတို့ကိုချစ်ကြသည်ဟုငါတို့သည် ကြားသဖြင့်၎င်းတမန်တော်သည်ဟူသောအေဝံဂေလိတရားကိုတင်တို့သည်အထက်ကကြားသည့်ကြားသည့်အတိုင်းတင်တို့အဖို့ကောင်းကင်ဘုံ၌တူထားသော မျော်လင့်ရာကို ထောက်သဖြင့်၎င်းတင်တို့အဖို့အစင်မပြတ်ဆုတောင်း၍ငါတို့သခင်ယေရှုခရစ်ခမည်းတော်ဒီဟုသောဖျားသခင်ဤယေရှုတော်ကိုချီးမွမ်းကြ၏ထိုတရားသည် လောကီနိုင်ငံတလျှောက်လုံးကို နှံ့ပြားသည်နှင့်အညီတင်တို့ရှိရာသို့ ရောက်ခဲ့ပြီးတင်တို့၌အတီးတီးချင်းတူပွားချင်းကိုပြုသည့်ဤသူအရရ၌ပင် ပြုတတ်၏တင်တို့အမှုကိုဆောင်၍ခရစ်တော်ထံ၌ တစ္ဆာရှိသောဆရာဒီဟုသောငါတို့ချစ်သော ကျွန်ချင်းအေးပပြသည်တင်တို့ကိုတွန်တင်သည့်အတိုင်းတင်တို့သည်ကြား၍ဘုရားသခင်ဤကျေးဇူးတော်ကိုမှန်ကန်စွာဝန်ခံသောနေ့မှစ၍ထို့သို့သောအကျိုးရှိ၏တင်တို့၌ရှိသောဝိညာဉ်ပဂတိမေတ္တာကို အေးပပြသည်ငါတို့အားပြခဲ့ပြီ အငယ်9မှ20 ထိုကြောင်ငါတို့သည်ကြားရသည်နေ့မှစ၍တင်တို့အဖို့လို့ငါအစင်မပြတ်ဆူတောင်းပထနာပြုလျက်နေကြ၏ဆူတောင်းသောအချက်ဟူမူကားတင်တို့သည်ကောင်းသောအကျင့်အမျိုးမျိုးဒီဟူသောအတီးကိုတီးခြင်းဘုရားသခင်ကိုတည်သောညံတိုးပွားခြင်းရှိသဖြင့်၎င်းဝမ်းမြောက်သောစိတ်နှင့်အယားယာ၌တီးခံခြင်းစိတ်ရှိခြင်းအလို့ငါဘုံကြီးသောတကူတော်အတိုင်းခွန်အားနှင့်ပြည့်စုံသဖြင့်၎င်း ခမည်းတော်ဖျားဤကျေးဇူးတော်ကိုချီးမွမ်းလျက်တခင်ဖျားနှင့်ထိုက်လျောက်စွာချင်း၍အရာရာ၌နှစ်တက်တော်မူစေခြင်းငှာပညာမျိုးမျိုးတပည့်ညာမျိုးမျိုးအားဖြင့်အလိုတော်ကို အကုန်စင်နားလည်ပါမည်အကြောင်းဆုတောင်းပတနာပြု၏အလင်း၌နေသောတန်ရှင်းသူတို့၏အမွေကိုငါတို့သည်ဆက်ဆံဝင်စားတတ်မည်အကြောင်းကျေးဇူးပြုတော်မူ၏မောင်မိုက်တကူမှလည်း ငါတို့ကိုနှုတ်၍ချစ်တော်မူသောသားတော်ဤနိုင်ငံသည်သို့တွင်းတော်မူ၏ထိုသားတော်ဤအသွေးအဖျင်အပြစ်လွတ်တော်မူခြင်းဒီဟုသော ရွေးနှုတ်တော်မူခြင်းကျေးဇူးကိုငါတို့သည်ခံရကြ၏ထိုသားတော်သည် မျက်မြင်မြင်သောဘုရားသခင်ဤပုံတရံတော်ဖြစ်၏ဝိနေယတော်အပေါင်းတို့တွင်လက်သားဦးဖြစ်တော်မူ၏အကြောင်းမူကားထိုသားတော်သည်ကောင်းကင်ပေါ်မြေကြီးပေါ်မှာရှိသမျှသောယူပအရာ အာယူပယရာဇပလင်ဖြစ်စီအစိုးရချင်းတကူဖြစ်စီအထွတ်အမြတ်ဖြစ်စီအာနာဆက်ဖြစ်စီခတ်သိမ်းသောအရာတို့ကိုဖန်ဆင်းတော်မူ၏ထိုသခင်အားဖြင့်၎င်းထိုသခင်အဖို့လုံက၎င်းခတ်သိမ်းသောအရာတို့သည်ဖန်ဆင်းလျက်ဖြစ်ကြ၏တားတော်သည်လည်းခတ်သိမ်းသောအရာမဖြစ်မီဖြစ်တော်မူ၍ခတ်သိမ်းသောအရာတို့သည်တကူတော်အားဖြင့်သာတည်ကြ၏ အသင်းတော်ကြီးဟုသောကိုဤဥကောင်းဖြစ်တော်မူ၏အရာရာ၌ထူးမြတ်ခြင်းငှာမူလအရင်ဖြစ်၍တေသောသူတို့တွင်သာဥဖြစ်တော်မူ၏အကြောင်းမူကားခတ်သိမ်းသောပြည့်စုံခြင်းကိုသာတော်၌ကျင်းကိုစေခြင်းငှာ၎င်းလက်ဝါးကတိုင်မှတွန်းသောအသွေးတော်အဖျင်ရံကိုငိမ့်စေ၍ကောင်းကင်အရာဖြစ်စေ မြေကြီးအရာဖြစ်စေခတ်သိမ်းသောအရာတို့ကိုသာတော်အဖျင်ဘုရားသခင်နှင့် မိတ္တဟာယဖွဲ့စည်းခြင်းက၎င်းအလိုရှိတော်မူ၏အငယ်27မှ23အထက်ကဖျားသခင်နှင့်ကွာရှင်း၍သုံးညသောအကျင့်ကိုကျင့်သဖြင့်စိတ်နှလုံး၌ရန်သူဖြစ်သောသင်တို့ကိုကိုယ်ခန္ဓာတော်၌အသေးခံတော်မူသောအဖြစ်ယခုမိတ္တဟာယ ဖွဲ့စီတော်မူ၏အကြောင်းမူကားကောင်းကင်အောက်၌ရှိသမျှသောဝေနေယတော်တို့အားဟောပြောသဖြင့်တင်တို့သည် ကိုယ်တိုင်ကြားရပြီးသောအေဝံဂေလိတရား၏မျှော်လင့်ခြင်းမှ မရွေ့လျော့ဘဲတိုက်မြင့်ချခြင်းတည်ကြည်ခြင်းနှင့်တကွမြဲမြံစွာယုံကြည်ကြလျင်တန်ရှင်းစင်ကြယ်လျက်အပြစ်တင်ကွင်းနှင့်ကင်းလွတ်လျက်ရှိသောတင်တို့ကိုရှေ့တော်၌ဆက်တတ်မိအကြောင်းသည် အငယ်24မှ29ငါပေါလုသည်ထိုတရားကို ဟောသောဆရာဖြစ်သည်နှင့်တင်တို့အဖို့လုံငါဆင်းရဲခံခြင်း၌ယခုဝမ်းမြောက်၍ခရစ်တော်ဤဆင်းရဲဒုက္ခအကျဉ်းချံကိုအသိတော်ကြီးဟုသော ကိုရောအဖို့လုံငါငါကိုခန္ဓာ၌ပြည့်စုံစေ၏ရှေကကလပလုံဝတ်ထားလျက်ရှိတော်လေယခုတွင်တန်ရှင်းသူတို့အားဖော်ပြသော နဲ့နေရာဒီဟုသောဘုရားသခင်ဤနှုတ်ကပတရားတော်ကိုအကုံစင်ဟောပြောစေခြင်းငှာသင်တို့အကျိုးကိုထောက်၍ငါအားအပေးတော်မူသောဘုရားသခင်ဤသာသနာတော်နှင့်အညီငါသည်အသင်းတော်၌ဓမ္မဆရာဤအဖြစ်သို့ရောက်ရပြီတပားမျိုးသားတို့တွင်ဤနည်းနည်းသောအရာနှင့်ဆိုင်သောမဟာစည်းစိမ်က အပေမြတ်လောက်ကြီးသည်ကိုတန်ရှင်းသူတို့သည်သိစေခြင်းငှာဘုရားသခင် အလိုရှိတော်မူ၏ ထိုစည်းစိမ်ကဘုံတရေကို မျှော်လင့်ခြင်းအကြောင်းဤဟုသောတင်တို့အထက်၌တည်တော်မူသော ခရစ်တော်ပေသည်ခရစ်တော်အားဖြင့်လူတိုင်းစုံလင်ခြင်းသို့ရောက်၍လူခတ်သိမ်းတို့ကိုဆက်တန့်အပ်သောငါငါတို့သည် လူခတ်သိမ်းတို့ကိုတတိပေး၍ပညာအမျိုးမျိုးနှင့်ဆုံးမသွန်သင်လျက်ခရစ်တော်ဤတရားကို ဟောပြောကြ၏ထိုတို့အလိုငါငါသည်အမှုဆောင်ရွက်၍ငါ၌တကူတော်ပြုပြင် အားထုတ်တော်မူသည့်အတိုင်း ကျူစာအားထုတ်လေရှိ Okay now တင်ပိုင်းမှာပြန်တွေ့ကြမယ်ဘိုင်